အလုံးမေမင်္ဂလာပါဒီနေ့ကတော့ match လ24ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထဲကပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့တူတန်နော်ပေတူတန်ဆိုတာကထိုင်းဝန်ကြီးချုပ်ပေါ့နော်အသက်အငယ်ဆုံးဆိုတော့အသက်အငယ်ဆုံးကလာပြီးတော့အဲ့ဒီမှာဆရာကြီးအဲ့ဒီဝန်ကြီးချုပ်သွားပြီးတော့လုတ်တယ်နော်သွားလုတ်တယ်လုတ်တဲ့ခါကျတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့သူရဲ့နောက်ကွယ်မှာဘသူရှိလဲဆိုလို့ရှိရင်တော့ တက်ဆင်ရှင်တော့ဗောနော်သူ့အဖေရှိတယ်အရင်တော့ကသူကဝန်ကြီးချုပ်ဖြစ်တက်ဘူးလေအဲဒီမှာသူတို့နိုင်ငံရေးမဆိုလို့ရှိရင်ပြဿနာတွေဖြစ်တဲ့ခါကျတော့သူထွက်ပြေးတယ်နော်ထွက်ပြေးပြီးတော့ပြန်ပြီးတော့သူတို့အခြေအနေကောင်းတဲ့ခါကျတော့ပြန်ဝင်လာတယ်အခုသူ့သမီးတော်မှဝန်ကြီးချုပ်ဖြစ်တယ်ဆိုတော့သူ့သမီးဝန်ကြီးချုပ်ဖြစ်အောင်ထိတော်မှသူလုပ်လို့ရနိုင်သွားတယ်နော်ရနိုင်သွားတယ်သူ့အသက်အန္တရာယ်မကားလို့နော်သူတော်မှပြန်ပြီးတော့စိုးမိုးချိန်လိုက်နိုင်တဲ့အဆင့်ကိုရောက်သွားတယ်သူရောက်လာတဲ့ပထမတစ်ပတ်ရတော့အသူ့ကိုထောင်ချလာတော့ဘာလို့အဲ့လိုမျိုးဟန်ပြနေသူတို့လုံးပြတယ်ပြီးလို့ရှိရင်တော့သူပြန်ပြီးတော့သူ့သမီးကိုတော်မှအဲ့ဒီနေရာမှာ ထင်နိုင်တဲ့အဆင့်ထိအလိုမျိုးဩဇာအာဏာရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူရဲ့နောက်ကွယ်မှာသူ့အဖေရှိတယ်ဆိုတဲ့ဟာကိုခုနိုင်ငံရဲ့တိုက်ခိုက်တွေကပြောတယ်အယုံရှိအယုံချင်မရှိတဲ့အဆိုကိုနေပြီးတော့ဆက်တော့တင်တယ်တင်ပြီးတယ်ကျွန်တော်ထင်တဲ့လန်နလာလောက်ကြာပြီးမှဆိုလို့ချင်အခုကလွတ်တော်မှာဆက်တော့ဆွနေပြီအယုံချင်မရှိဆိုတဲ့အဆိုကိုနေပြီးတော့လွတ်တော်မှာဆက်ပြီးတော့ဆွနေချင်းကိုခံရပြီဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါလည်းကျွန်တော်အမြင်နဲ့တောင်းပါပြန်ချစ်တဲ့အခါကျတော့သူရဲ့နောက်ကွယ်မှာသူ့အဖေပဲကိုင်းနေတာပဲနောက်သူ့အဖေက ကျိုးကင်ပြီးတော့ရုပ်သေးရုပ်တရုပ်လိုပဲအဲ့ဒီဝင်ကြီးချုပ်ကအဲ့လိုမျိုးဖြစ်နေတဲ့ခါကိုကျွန်တော်မြင်တယ်လို့အဲ့ဒီမှာရှိတဲ့နိုင်ငံရဲ့ပတ်နဲ့တဲ့လူတွေကတော့မြင်ကြမှာပဲဆိုတော့အခုအဲ့ဒီအဆိုကိုနေပြီးတော့ဆက်ပြီးတော့ဆွေးနွေးနေဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကစကိုင်းတိုင်းထပ်လွတ်လာတဲ့စကိုင်းတိုင်းပလေးမှာဆိုလို့ရှိရင်တော့ဒီကစားဝိုင်းတဝိုင်းရှိတယ်။အဲ့ဒီလောင်းကစားဝိုင်းကိုနေပြီးတော့ PDF တွေကနေပြီးတော့ဝင်ပြီးတော့အဲ့ဒီမှာ ဖမ်းတယ်ဖမ်းတဲ့ခါကျတော့အဲ့ဒီမှာလူတွေကတော့အကုန်လုံးထွက်ပြေးတယ်ဒီမှာဆိုင်ကယ်အစည်းပေါင်း20နဲ့၄စီကိုဖမ်းလို့ရတယ်ကြက်က၈ကောင်ရတယ်လေကြက်ကဘာဖြစ်လို့အဲ့ဒီမှာပါလာလိမ့်မသိဘူးလောက်စားချင်းမှာပြီးလို့ရှိရင်တော့ဖုန်းတွေနော်ဖုန်းတလုံးသိမ်းလို့ရတယ်အဲ့ဒီဖုန်းတလုံးကိုတော့သူ့ရဲ့ပိုင်ရှင်ကိုနေပြီးတော့ပြန်ပြီးတော့အားလိုက်ပြီးဆိုတဲ့ဟာကိုလေဒီနေ့တတိယမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကချင်ပြည်နယ်ဖက်ကတ်မှာဆိုလို့ရှိရင်တော့တိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်ဆိုတော့အဲ့ဒီတိုက်ပွဲဖြစ်ရချင်းကတော့ကျွန်တော်တို့စကားစကားစစ်ကြောင်း၃ကြောင်းနဲ့အဲ့ဒီမှာထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်နေတယ်အကြီးကြီးနော်၄ကြောင်း၄ကြောင်းတော့မပါမဖြစ်ပဲ သူမှအဓိကအားထားတာလေပဲနော်လေမရှိဘူးဆိုရင် तू ကတော့ကြွလာကြပြီနော်အဲ့ဒီလေမရှိလို့ရှိရင်တက်ချူရက်ပြီးတော့ तू သေလာကြပြီဆိုတော့အခုအဲ့ဒီလေကတော့တော်တော်ကိုအသက်ရှင်နေတော့မယ်ဆိုတော့လေတရေတွေကလည်းတော်တော်ကိုချတယ်နော်သူတို့အလဲရောက်လို့ရှိရင်တော့อืมသူတို့သူတို့အလဲရတော့တနေ့နေ့နဲ့ရောက်လာမှာပေါ့အချင်းဆိုတာတော့သူ့ဟာနဲ့သူကြလာတာပဲเนาะကြလာတာပဲသူ့အချင်းရောက်လို့ရှိရင်သူကတော့သူ့အလဲရောက်လာနိုင်မြင်ဆိုတော့အခုကတော့သူတို့ကောင်းစားတဲ့အချင်းဖြစ်တဲ့ခါကြတော့เนาะတော်တော်ကိုเนาะစောစောကကနဲ့ပြသူလူထုတွေကို ပုံချေတာတော့ကျွန်တော်တို့တွေ့ရတယ်နော်တွေ့ရတယ်ဒါပေမဲ့မပူနဲ့နော်လူဆိုတာတော့အလှရတော့သူ့ဟာနဲ့သူရောက်လာမှာပဲဒီနေ့ကြားလို့ရှိရင်သူ့ဟာသူရောက်လာမယ်နောက်တစ်ခုက မနေ့ကဆိုလို့ရှိရင်တော့ဂျပန်နိုင်ငံเนาะဂျပန်နိုင်ငံကမအလာရဲ့ YD ရုပ်ောက်ပွဲကိုနေပြီးတော့ဝေဖန်လိုက်တယ်เนาะတကယ့်ပြဿနာတွေ16000နဲ့ရှိမယ်ဒီရုပ်ောက်ပွဲကဆိုလို့ရှိရင်အောင်မြင်မှာမဟုတ်ဘူးဆိုပြီးတော့မနေ့ကဂျပန်ကဆက်ပြီးတော့ပြောတယ်ဆိုတော့ဒီနေ့လည်းเนาะထပ်တော့တက်လာတယ်တက်လာတယ်အဲ့ဒါကပါလဲဆိုလို့ရှိရင်ထိုင်းကျွန်တော်တို့ရဲ့အင်းနီချင်းเนาะအင်းနီချင်းနိုင်ငံဖြစ်တယ်ဆိုတော့အဲ့ဒီနိုင်ငံကထိုင်းနိုင်ငံကလည်းပြောတယ်ဒီမအလာရဲ့ရုပ်ောက်ပွဲเนาะဒီ2025အကုန်2026နေ့ဆန်းမှာဆိုလို့ရှိရင်ဆက်ပြီးတော့သူတို့က ဒီရုပ်ောက်ပို့တော့လုံနိုင်မယ်ဆိုပြီးတော့ဒီဟိုရုရှားအပြန်မှာနော်ရုရှားကိုအားကိုတရုတ်ကိုအားကိုပြီးတော့နောက်တစ်ခုကဘယ်လိုလုပ်နော်ဘယ်လိုလုပ်တော့ဘာလို့သူတို့ကတော့ထောက်ခံမယ်လုံသားလုံအဲအဲ့လိုမျိုးသူတို့ကိုမြှောက်ပင်းလိုက်တယ်နော်မြှောက်ပင်းလိုက်တယ်ဆက်တဲ့ခါကျတော့မာလာကဂွေးတောင်ကတယ်နော်ဂွေးတောင်ကတယ်ဆိုတော့အခု2025နှစ်ကုန်နဲ့2026နှစ်ဆက်မှာသူတို့ရုပ်ောက်ပို့လုပ်မယ်လို့ပြောတယ်ဆိုတော့အခုဂျပန်ကတော့ပြောတယ်ပြင်မှာမဟုတ်ဘူးဆိုတော့အခုထိုင်းလည်းထပ်တော့ပြောတယ် ဒီရုပ်ကောက်ကွယ်ရဆိုလို့ရှိရင်ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ဟာကိုသူတို့တုံသတ္တာကိုတွေ့ရတယ်ဆိုတော့တကယ့်မြေပြင်မှာဆိုလို့ရှိရင်မြို့ပေါင်းက350ရှိတယ်ဒါပေမဲ့အဲ့ဒီမှာစကတ်စကတ်တကယ့်အပြီးပိုင်ခင်းချုံနိုင်တာက60ကျော်ပဲရှိတော့တယ်နော်ဆိုတော့တော်လန်ရဲ့အဖွဲ့တွေတကယ့်ထင်းချုံထားတဲ့တင်ပန်းထားတဲ့မြို့က60ကျော်ရှိတော့ပြီ65ကျော်တော့ပြီနော်ဆိုတဲ့ခါကျတော့တချို့နေရာတွေမှာလည်းသူတို့ဘာမှထွက်လို့မရတော့ဘူးထွက်လို့မရတော့ဘူးသွားလို့ရှိရင်တော့ပြစ်ခံရတယ်မိုင်းဆွေးခံရတယ်ပြစ်ခံရတယ်သေးတယ်ဟိုမှာသေးဒီမှာသေးနေတာပဲအဲ့ဒီပြရတော့ တကိတ်ထိန်းချုပ်လို့ရနိုင်တဲ့မျိုးကတော့80ကျော်ပဲရှိတော့တယ်ဆိုတော့ဂျန်တဲ့ဟာတွေကအကုန်လုံးတော်လျောက်ဖွေတွေကထိန်းချုပ်ထားတာဖြစ်တယ်တကိတ်ထိန်းချုပ်ထားတာမဟုတ်တာတော့မှသူတို့လွတ်လွတ်လပ်လပ် follow မရတော့ဘူးအကန့်အသတ်နဲ့ပဲသွားရတဲ့နေမျိုးတွေဖြစ်ကုန်တယ်ဆိုတော့တကိတ်လွတ်လွတ်လပ်လပ်သွားလို့ရတဲ့နေမျိုးတွေကတော့ကျွန်တော်တို့80ကျော်ရှိတယ်မျိုးပေါင်း80ကျော်ပဲဂျန်တော့တယ်ဆိုတော့အဲ့ဒီနေရာတွေမှာသွားပြီးတော့သူကောက်ွေးတွေလုတ်ဖို့ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတဲ့ဟာကိုတွေ့ရတယ်ဒါပေမဲ့ သူကတော့တော့လုံးဝမလျှော့ဘူးဒေါက်တာအေးမောင်တော်မရခိုင်ပြည်နယ်ကနေပြီးတော့ပြိုင်မဲ့ဒေါက်တာအေးမောင်တော်မသူပြောတယ်ခိုင်ပြည်မှာသုံးမျိုးနေပဲရှိတော့တယ်နော်သုံးမျိုးမိနေမှာတောင်မှအခုတိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်ဒါတောင်မှလုံးဝလေရမလျှော့ဘူးဒေါက်တာအေးမောင်တော်ကနော်သူတို့ကတော့ပြိုင်မှာပဲအဲလိုမျိုးပုံစံမျိုးတွေ့ရတယ်နော်တွေ့ရတယ်ဆိုတော့ဒေါက်တာအေးမောင်တော်မသုံးမျိုးရှိတဲ့ဟာကိုပြိုင်မယ်ဆိုတော့မအလားလားမျိုးပုံ80ကျော်ဆိုတော့သူတို့ လုပ်မယ်ဆိုတဲ့ဟာတော့သူတို့ပြောမှာပေါ့เนาะဒီဖက်ကလည်းအဖကုံအဲ့ဒီအချင်းဒိုက်တာမရောက်ခင်မှာမရရအောင်ဒီဖက်ကလည်းဖြည့်ဆည်းမယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ရွက်ကောက်ပုံမှာဖြစ်အောင်ဒီဖက်ကလည်းတတ်နေဆုံးလုံဖို့ကတော့ကျွန်တော်တို့စီစဉ်ထားတာကိုတွေ့ရမှာဖြစ်တယ်ဂျပန်ကတော့ခမတ်လိုက်ပြီထိုင်းကလည်းခမတ်လိုက်ပြီမဖြစ်နိုင်ဘူးเนาะဒါပေမဲ့ရုပ်ရဲ့ရုရှားရဲ့နောက်တစ်ခုကဘယ်လိုလိုရဲ့ တို့ကနေပြီးတော့ထောက်ခံတယ်သူတို့ပန်းပို့မယ်နိပညာတွေရောက်ပါရောအဲ့ဒါတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဘလို့ဖြစ်လာမလဲဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့ကြည့်ကြရအောင်နောက်တစ်ခုကပါတယ်ဆိုလို့ရှိရင် box gain time play မှာဆိုလို့ရှိရင်တော့ non gain jr အနည်းမှာတိုက်ပွဲဖြစ်တယ်ဆိုတော့တိုက်ပွဲဖြစ်တဲ့ခါကျတော့အဲ့ဒီတိုက်ပွဲမှာဆိုလို့ရှိရင်ဘုံမူကြီးမြင့်မြတ်သူတည်ဆုံးသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကလည်း gain time နောက်တစ်ခုက gain time ပဲအဲ့ဒါလဲနော် gain time main gain data မှာဆိုလို့ရှိရင်တိုက်ပွဲဖြစ်တယ်အဲ့ဒီမှာတမ33ကလူတမမုံဘုံမူကြီးစေမျိုးဦးဆိုရဲလူအဲ့ဒီမှာ ဒဏ်ရာရရှိသွားတယ်သူရဲ့ဒဏ်ရာရရှိသွားတဲ့ခါကျတော့အဲ့ဒီမှာသူရဲ့ဖုန်းကကြိုင်နေတယ်ဆိုတော့အဲ့ဒီတိုက်ပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ခဏယောက်သေးတယ်အဲ့ဒီသူရဲ့ဖုန်းထဲမှာဘာတွေ့ရလဲဆိုလို့ရှိရင်နော်တခြားအရာရှိအဆင့်ရှိတဲ့အဲ့ဒီလူရဲ့သမီးเจ้าသူမပေါ့เจ้าသူမနဲ့အဲ့ဒီမိန်းကလေးနဲ့ရှုပ်တဲ့ဒီထုံရဲ့ဖောက်ပြန်တဲ့ အဲ့ဒီတည်င်းတပ်ပုံတွေတွေ့ရှိရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့တည်င်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒါလေးစကိုင်းပဲเนาะစကိုင်းပထမတစ်ခုကတော့ပလင်းနေဒုတိယတစ်ခုကတော့မင်းကွန်းနေသားမှာနောက်တစ်ခုကစကိုင်းတိုင်းအဲ့ဒီမှာပဲစကိုင်းတိုင်းမှာပဲမူရောနာမခတ်ကိုနေပြီးတော့ဒီဖက်ကတော်လေးရောက်ဖွဲ့ရကနေပြီးတော့ short title နဲ့ပြည့်တယ်เนาะ short title နဲ့ပြည့်တယ်ဆိုတော့အဲ့ဒီ short title သုံးလုံးနဲ့ပြည့်တဲ့ခါကျတော့အဲ့ဒီမှာဒီစစ်ကြောင့်တဲ့အရာရှိတူဖြစ်တဲ့เนาะအရာရှိတူအဲ့ဒီမှာပေးတယ်ပြီးလို့ရှိရင်တော့ 6ရောက်တည်ဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့ရဟယင်တော့ရဟယင်ထားတဲ့နေရာမှာအဲ့ဒီကုတော်ငုံနေပြီးတော့ထိတယ်အဲ့ဒီမှာမိလောင်တယ်ပြီးလို့ရှိရင်တော့အုတ်ချုပ်မှုယုံနော်အဲ့ဒီအုတ်ချုပ်မှုယုံကိုလည်းထိတယ်ထိပြီးတော့အဲ့ဒီမှာမိလောင်တယ်ပြာကျတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့တတိယတစ်ခုကျတော့ကျွန်တော်တို့တကယ်နမခကိုနော်နမခကိုဆော်တာဆိုတော့ဒီနမခကိုကတော့ခဏခဏဆော်ခါရတဲ့ဒီမူရောနမခကဆိုတော့အဲ့ဒီမှာ short time လုပ်နေခဏခဏအလေသွားတယ်အဲ့ဒီမှာခဏခဏထိတယ်အဲ့ဒီနမခကဒါပေမဲ့အဲ့ဒီနမခကိုတစ်ခါမှဝင်ပြီးတော့ တိုက်တာတော့ကျွန်တော်တို့မကြားသေးဘူးလောလောဆယ်အတိတ်ပြန်တော့နာမခတ်ကိုတိုက်ဖို့အတွက်ကတော့အဲ့ဒီအနီးအနားကကာကင်းတွေအများကြီးတော့တိုက်ရအောင်မယ်ဆိုတဲ့သဘောတော့ရှိတယ်ဒါပေမဲ့အဲ့ဒီနာမခတ်ကိုတစ်ချိန်လုံးပြည့်နိုင်တယ်ဆိုတာကအဲ့ဒီမှာလုံခြုံရေးတွေတော်တော်ကိုအားနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကနေပြတော်မှာဆိုလို့ရှိရင်တော့၃ရက်တာကျွန်တော်တို့ဆွေးနွေးပွဲတစ်ခုလုပ်တယ်အဲ့ဒါက ကျွန်တော်တို့ဘာစကားဝိုင်းတစ်ခုကိုလုပ်လဲဆိုလို့ရှိရင်တော့ဒီမှာငင်းချမ်းရဲ့စကားဝိုင်းဆိုပြီးမှ3ရက်ကျွန်တော်တို့ဆွေးနွေးမယ်။အဲ3ရက်ဆွေးနွေးတဲ့ထက်မှာမက်လာ24ရက်နေ့ကနေပြီးတော့26ရက်နေ့အထိတို့ဆွေးနွေးမယ်။အဲ့ဒီမှာဆွေးနွေးတဲ့လူတွေကဘယ်သူတွေလဲဆိုလို့ရှိရင်တော့ NCA နော် NCA လက်မှတ်ထိုးထားတဲ့လူတွေခိုက်ရိုက်ဆေးတဲ့လူတွေနော်အဲ့ဒီမှာသွားပြီးတော့အဲ့ဒီမှာဘုံချုပ်ကြီးရာပြည့်ဟိုဖက်ဆိုလို့ရှိရင်တော့စကတ်စာဖက်ကဆိုလို့ရှိရင်တော့ရာပြည့်ကနေပြီးတော့ဦးဆောင်တယ်ဒီဖက်ဆိုလို့ရှိရင်တော့ NCA လက်မှတ်ထိုးထားတဲ့လူတွေနော်အဲ့ဒီမှာနေပြီးတော့တက်ရောက်ပြီးတော့ သူတို့ငင်းချမ်းရဲ့စကားပိုင်းကိုနေပြီးတော့ဆွေးနွေးမှဖြစ်တဲ့24ရက်နေပြီးတော့26ရက်နေ့အထိကျင်းပမယ်ဆိုတဲ့ဟာကိုလည်းဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့ဒီ KNL နော် KNL လို့ခေါ်တဲ့ကျွန်တော်တို့ KNU ပေါ့နော် KNU ကတော့ကျွန်တော်တို့အစိုးရ KNL ရတာစစ်တပ်ဆိုတော့ဒီ KNU ရဲ့စစ်တပ်နဲ့ဒီ KNLA နဲ့ဒီပူးပေါင်းအဖွဲ့တွေကနေပြီးတော့နော်ဟိုးနေဆက်မှာနေဆက်မှာရှိတဲ့ အဲ့ဒီစခန်းကိုနေပြီးတော့ဒီနေ့ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာပြည်သူလူထုတွေကတိတဲ့အတိုင်းပဲအနည်းအနည်းနားမှာရှိတဲ့ပြည်သူလူထုတွေကနေပြီးတော့ထွက်ပြရတယ်ဆိုတော့အဲ့ဒီမှာတရား90လောက်ထွက်ပြရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါက Clades ခန်းဖြစ်တယ်နော် Clades ခန်းကိုနေပြီးတော့ဝင်ပြီးတော့တိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဟိုတစ်ခေါက်ကလည်း bluetooth ခံကုန်နေပြီးတော့ဒီ KN ကခန္ဓာလေးကနေပြီးတော့ပူပေါင်းဖို့တွေကတင်ပိုက်ပြီးသားဖြစ်တယ်ဆိုတော့ဒီနေရာမှာတင်ပိုက်တဲ့အထက်မှာကျွန်တော်တို့ဒီထူချောင်းမှုရှိတာကတက်မှာခုနှစ်เนาะတက်မှာခုနှစ်ကဘူးဆောင်ပြီးတော့ပထမဆုံး bluetooth ခံကိုတင်ပိုက်တဲ့အခုစပြီးတော့ဒီတက်မှာခုနှစ်နေနေမှာပဲเนาะနေနေမှာပဲအဲ့ဒီမှာခံတင်တိုက်ပွဲစပြီးတော့သူတို့လုပ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကကျွန်တော်တို့ clay disc ခံ clay disc ခံကိုအခုတက်မှာခုနှစ်နေနေမှာအဲ့ဒီမှာ ဒီတိုက်ပွဲတွေအကြီးကြီးဖြစ်နေတယ်ခန်းတင်တိုက်ပွဲကိုနေပြီးတော့စပြီးတော့သူတို့ဆင်နွှဲတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဟိုထိုင်းဖက်ရလည်းเนาะထိုင်းဖက်ရလည်းလေးပြင်းနဲ့အကြီးအကျယ်ကင်းထောက်တယ်เนาะကင်းထောက်တယ်အဲ့ဒီမှာ F16 ရဲ့ YAK 130ရဲ့အဲ့ဒါတွေနဲ့လေးပြင်းနဲ့စီးနေပြီးတော့အဲ့ဒီနေဆက်မှာပြန်တန်းပြီးတော့ ဒီကင်းထောက်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဟိုဖက်မှာကြော်လာမာတို့ဘာတို့သူတို့ကလည်းစိုးရင်လည်းနေဆက်ပြဿနာဖြစ်မှာကိုသူတို့စိုးရင်လည်းစိုးရင်လည်းအခါကျတော့အဲ့ဒီမှာနေပြင်းနေအကြီးအကျယ်ဝေးနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကင်းပြင်းနေမှာเนาะကင်းပြင်းနေမှာဆိုလို့ရှိရင်ဇွဲကပင်ဇွဲကပင်ဇွဲကပင်ဆိုတာတော့ကင်းပြင်းနေမှာတော့အထွတ်အမြတ် အောင်တော်တော်ဖြစ်တယ်ဆိုတော့အဲ့ဒီမှာဒီမိလောင်တယ်နှစ်စင်မိလောင်တယ်ဒီနှစ်မိလောင်တာကပို့ပြီးတော့ထူးဆန်းတယ်တောင်လုံးလုံးလုံးမိလောင်နေတယ်အခုကဆိုတော့အဲ့ဒီအောက်ခြေတို့ဘာလို့မှဆိုလို့ရှိရင်ဟိုတေတို့ဘာလို့စီပွဲရေးဇုံလို့ရှိတယ်နော်ဖီးယားတို့ဘာလို့ရှိပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီစီပွဲရေးကတော့နော်ပါမဖြစ်ပဲကျွန်တော်တို့ပကံတို့ဘာလို့ဆိုလဲဒီလိုပဲနော်အဲ့ဒါမှတကယ်ဥဆောင်တော့လို့တာတော့စက္ကဆာကလို့တွေပေါ့နော်တကယ်ခရိုနီတွေခရိုဝါတွေစသဖြင့်ပေါ့နော်သူတို့ဥဆောင်တော့လာစစ်တပ်ဖက်ကဆိုတော့ဖီးယားရဲ့ ဘုရားကိုကျွန်တော်တို့ကခူးတွန်းလုပ်ပြီးတော့အဲ့ဒီမှာစီပဲလုပ်တဲ့လူတွေအများကြီးရှိအောင်နော်ပေါပါဆိုလိုက်ပြီးလို့ပါပဲနော်ပေါပါမှာဆိုလို့ရှိရင်တော့ကြီးကြီးပဲအဲ့ဒီမှာမြောက်တယ်ကိုအစာကျွေးတာတို့ပါတို့အဲ့ဒီအစာရောက်တာတို့အစာတိဖြစ်ပေါ့နော်ရွှေလုံးကုန်တို့ပါတို့ဆိုလိုက်ပြီးလို့ပါပဲနော်အဲ့ဒီမှာတော့ ဒီကျေနော်အဲ့ဒီမှာဇုံတွေရှိတယ်အဲ့ဒီဇုံဒီစီးပွဲဇုံတွေမှာဆိုလို့ရှိရင်တော့မိမကူအောင်အတွက်အဲ့ဒီဇွဲကပင်တောင်ကမိလို့မကူအောင်အတွက်ကြီးကျေအဲ့ဒီမှာမိမိတက်နေရတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်အဲ့ဒါကမနေ့ကတည်းကလည်းစတော့လောင်တာဇွဲကပင်တောင်ကတတောင်လုံးတော့တတောင်လုံးလောင်တယ်ခါတိုင်းတော့နှစ်တိုက်ရတော့လောင်နေကြပဲဒါပေမဲ့ဒီနေ့လောင်တာကတက်တတောင်လုံးလောင်တာဖြစ်တယ်ဆိုတော့ဖရားအထီးတော့မရောက်သေးဘူးဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဇေဒီပထိုးမှာတော့မရောက်သေးဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါပေမဲ့တကယ်သတင်းမီဒီယာရဲ့ ဒီတပ်ပုံတွေမှာဆိုလို့ရှိရင်တော့တောင်လုံးမီလောင်တာကိုကျွန်တော်တို့ဒီပြတ်ထားတဲ့ဟာကိုတင်တင်တပ်ပုံတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကတော့ပေကိုတိုင်းဒီပထောင်းနေမှာဆိုလို့ရှိရင်တော့ဒီတိုက်ပွဲတွေအကြီးကြီးဖြစ်တဲ့ဆက်ကစားဖက်ကနေပြီးတော့အကြီးကြီးသေးတယ်နောက်တစ်ခုကကချင်ပြည်နယ်နော်ကချင်ပြည်နယ်ပုံမော်တို့ဘာလို့ဆိုလို့ရှိရင်တော့တကယ့်တိုက်ပွဲတွေအကြီးကြီးဖြစ်နေတယ်နလကျော်သွားပြီဒါပေမဲ့ပုံမော်ကတော့တိုင်းလုံးမရသေးဘူးအများစုကတော့ဒီဖက်ကတင်ထားတာတွေ့ရတယ် ဆိုတော့ဒီနေရာတွေမှာเนาะအဓိကသေးတာเนาะစစ်တအစ်တွေတော်တော်သေးတယ်လို့ကျွန်တော်တို့ဒီသတင်းတွေရတွေ့ရတယ်စစ်တအစ်တွေဘလော့သေးတော့လဲဆိုလို့ရှိရင်ခုနကပုဂိုးတိုင်းပတောင်းနေမှာချင်ပြတဲ့ဘုံဘောမှာရှေ့တမှာဆိုလို့ရှိရင်ဒီစက္ကဆဖက်ကဒီစစ်မှုထဥပဒေနဲ့ဖန်ထားတဲ့ဒီစစ်တအစ်တွေအယောက်ပေါင်း300ကျော်တည်သွားတယ်ဒါပေမဲ့မိဘတို့စီလုံးဝသတင်းမပိုးဘူး နော်နာရည်တွေကိုသူတို့ကနာမည်တွေကိုဖျောက်ထားတယ်နော်မိဘတွေဆိုရင်ကြောင်းကြဘူးဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကရှမ်းတောင်နော်ရှမ်းတောင်မိုင်းရှုနေမှာဆိုလို့ရှိရင်တော့ဒီမန်ကျဲရွာမှာဒီကြားဖြန့်အုပ်စုတော်အုပ်စုကလက်နက်ကင်ပြီးတော့အဲ့ဒီမှာတကယ့်အကြီးအကျယ်ကြားဖြန့်ခိုင်းနေရှိတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ SSPP ကနေပြီးတော့ဝင်ပြီးတော့ဖမ်းတယ်ဖမ်းတဲ့ခါကျတော့ နော်အဲ့ဒီမှာဒီဖုန်းတွေတက်ဘလက်တွေကွန်ပျူတာတွေအကြီးအကျယ်အဲ့ဒီမှာသိမ်းလို့ရတယ်ဆိုတော့အတားကိုနေပြီးတော့တရုတ်ကိုနေပြီးတော့လွှဲပြောင်းပေးမယ်ဆိုတဲ့ဟာကိုလေ SSPP SSC ကထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကနေပြီးတော့မှဆိုလို့ရှိရင်တော့ဒီနေပြီးတော့တက်တွေရှိတယ်အဲ့ဒါက PDF ရှယ်ယာနဲ့ငါအဲ့ဒါမှာဒူတက်ခွဲငတိဆိုတဲ့လူကဒီမိုးပြေတိုက်ပွဲမှာဆိုလို့ရှိရင်ကြာဆုံးသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့သူ့ကိုသူ့ကြိုးတဲ့ တည်င်းတပ်ပုံတွေလည်းဝေဝေဆဆနဲ့တည်င်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်။ဆိုတော့ဒီနေ့မတ်လ24ရက်နေ့မှာတည်င်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲ။ဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ